ျွန်တော်တို့ messenger update မှာပေါ့နော်အစ်စ်ပါလာလေးတွေကိုလူတိုင်းသိထားတဲ့နေပေါ့နော်ဒီ messenger update ကအစ်စ်ပါလာဟာဒီဟာလူတိုင်းအတွက်သုံးဝင်နေကြအောင်ဒီ video လေးမှာအားလုံးအတွက်ကျွန်တော်ကမျှဝေပေးပါမယ်ကျွန်တော်တို့တစ်ဖက်လူနဲ့ video ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ video ကိုတစ်ဖက်လူရောကိုယ့်ရဲ့ရုပ်ကိုတစ်ဖက်ကြီးကြီးလေးလေးနဲ့ကျွန်တော်တို့မြင်ရအောင်ပြီးလို့ရှိရင်ဘေးပတ်ဝန်းကျင်ကဆူညံတဲ့အတက်နိုင်ဆုံး short ချပေးတဲ့ ဒီဟာလေးပေါ့နော်အဲ့ဒီ cloud လေးပါလာပြီပေါ့တိတဲ့သူတွေလည်းတိတယ်မတိသေးတဲ့သူများအတွက်ကျွန်တော်မျှဝေပြပါမယ်တစ်ဖက်လူကိုကျွန်တော်တို့ကဗီဒီယိုကောပြောရမယ်ဆိုရင်အရင်ဆုံးတစ်ဖက်လူရဲ့အကောက်ကိုကျွန်တော်ဒီလိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဖုန်းကောလေးကိုကျွန်တော် ခေါ်လိုက်ဖုန်းကောင်းကိုခေါ်ပြီးဆိုလို့ရှိရင်ဟိုဘက်ကအကင်ဒီဖြစ်စေမကင်ဒီဖြစ်စေအပေါ်ဆုံးကအဆက်ကလေး၃၀အရင်နှိပ်လိုက်မကင်မီချိန်မှာကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ noi superioration ဆိုတာရှိရဲ့အဲ့ cloud လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်ဘေးပတ်ဝန်းကျင်ကဆူညံတန်တွေအနည်းငယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဆူညံတန်တွေကအတက်နိုင်ဆုံး short ချပေးရပေါ့နော် အဲ့တော့အတနိုင်ဆုံး short ချပြီးရပြီးလို့ရှိရင်အောက်ဆုံးက mobile data for HD video ဆိုတော့ကျွန်တော်တို့ကတစ်ဖက်လူနဲ့ video call ပြောမယ်ဆိုရင်ကိုယ့်ရဲ့ရုပ်ထွက်ကြီးကြီးလင်းလင်းလေးနဲ့ကျွန်တော်တို့ကြီးလင်းပြတ်သားကောင်းမွန်မှုအတွက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့က mobile data for HD video ကိုကျွန်တော်တို့ကနေပြီးတော့ဒီ cloud ကလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တစ်ဖက်လူနဲ့ video call ပြောရချိန်မှာကျွန်တော်တို့ရုပ်ကကြီးကြီးလင်းလင်းနဲ့အကောင်းမွန်ဆုံးထွက်မှာဖြစ်ပါတယ်ဒါကတော့မတိတည့်တဲ့သူများအတွက်ဒီ video လေးမှာကျွန်တော်မျှော်ပေးရပါအဲ့တော့ထပ်ပြီးတော့ update ပါတာလေးကိုကျွန်တော်ထပ်ပြီးမျှော်ပေးမယ်အဲ့တော့ဒီ phone call လေးကိုကျွန်တော်ခဏ ပိတ်လိုက်ပြီပေါ့နော်ပိတ်ပြီးလို့ရှိရင်ကျွန်တော်ဘက်နဲ့ပြန်ပြီးတော့ထွက်ပေးပါဘက်နဲ့ပြန်ထွက်ပြီးလို့ရှိလို့ရှိရင် Messenger ရဲ့ update မှာအစ်စ်ပါလာတာပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ Messenger ကနေ Facebook ကိုတုံးကျင်နေဆိုရင်အရင်တော့ဆိုကျွန်တော်ဘက်ကီးနဲ့ပြန်ပြန်ထွက်ပြီးတော့ Facebook စီကိုသွားပေးရတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ Messenger နဲ့ Facebook က dual ဖြစ်တယ်အမြဲတမ်းတွဲရဖြစ်နေရဘို့တူကဲတာဖြစ်နေရညီကိုလိုဖြစ်တဲ့ဒီလိုမျိုးပေါ့နော် application မှာကျွန်တော်တို့ကတစ်ခါရဲတစ်ခုကိုတုံးနိုင်နောက်တစ်ခုစီကိုအလဲတစ်ခုသွားဖို့အတွက်ဆိုရင် update မှာပါလာတာအပေါ်ဆုံးကဒီမှာ app ဆိုရဲ Facebook ပုံစံလေးကို update မှာပါလာတဲ့ဟာလေးကိုနှိပ်လိုက် နှိမ့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က Messenger တုံးနေနေ Facebook ဆီကိုအလွယ်တကူပို့ဆွဲလို့ရရပါတော့။အဲ့တော့ Facebook တုံးနေနေ Messenger ဆီကိုအလွယ်တကူသွားကျင်နေဆိုရင်ဒါကတော့ဟိုးရင်တုံးတွေကပါလာတာ Facebook ရဲ့ဒီစာမျက်နှာရေဟိုဘက်တောက်လေးမှာ Messenger ငကိုရရရှိပြီးသားဖြစ်ကြ Messenger ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ Facebook ကနေ Messenger ဆီကိုအလွယ်တကူရောက်သွားပြီအဲ့တော့ကျွန်တော်တို့ Facebook နဲ့ Messenger ကအလွယ်တကူပေါ့နော်ဟိုဘက်ဒီဘက်ကူးကြည့်တန်းကြီးအလွယ်တကူဒီ application နှစ်ခုမှာတစ်ခုတည်းဖြစ်အောင်လို့ကျွန်တော်တို့ ထုတ်လုပ်ပေးထားဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်း update မှာဆိုလို့ရှိရင်အရင်တုန်းက Facebook ကနေ Messenger အခုက Messenger ကနေ Facebook ကိုလည်းတကူသွားလို့ရရဲ့အဲ့အတွက်ကြောင့်ကျွန်တော်သုံးဆွဲတဲ့ user တွေအတွက်အရန်ကိုအသုံးဝင်နေအရန်လည်းအဆင်ပြေရေပေါ့နော်နောက်တစ်ခုကကြောင့်ကျွန်တော်တို့ကဒါကတော့ update တော့မဟုတ်ဘူးအရင်တုန်းကပါပြီးသားကျွန်တော်အမြဲတမ်းအမေးများတဲ့သူတွေရှိရေပေါ့နော်ကိုက Messenger မှာအကောင့်တစ်ခုကိုရှာလို့မတွေ့တော့ဘူးဆိုလို့ရှိရင်ဘယ်လို share ရလဲလွယ်လွယ်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါ်ဆုံးကဒီမှာဒီ set bar လေးကိုတစ်ချက်နှိပ်လိုက်ကိုရှာခြင်းတဲ့ account ကိုရိုက်လိုက်ပေါ့နော်အဲ့တော့ ကျွန်တော်တဲမှာရှိနေတဲ့ဥစား friend ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဒီနားလေးမှာရှိနေရဲထူးဆိုတဲ့အကောက်လေးတစ်ခုကိုကျွန်တော်ခေါ်လိုက်မယ်ဒါဆိုရင်ရဲထူးလို့ခေါ်လိုက်ပြီဆိုရင်ကိုယ်တဲမှာရှိတဲ့ friend ဟုတ်တဲ့သူရောမဟုတ်တဲ့သူရောရဲနဲ့ပတ်သက်တဲ့သူကြီးကြားလိုက်ကြအောင်ကိုယ့်ရဲ့ friend တွေကိုအလွယ်တကူဒီလိုမျိုးလေးနှိမ့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုယ့်ရဲ့ messenger မှာရှာမတွေ့တဲ့တငယ်ချင်းတွေကိုဒီလိုမျိုးလေးအပေါ်ဆုံးကဆက်ဘားလေးမှာတစ်ခုခုကိုအဲ့လိုမျိုးလေးရိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်အလွယ်တကူထွက်တယ်ပေါ့နော်ဒီဆက်ဘားလေးမှာနာမည်ကိုရှာခြင်းနဲ့နာမည်အမျိုးမျိုးကိုအဲ့လိုကျွန်တော်တို့ကရိုက်ပြီးတော့ရှာလို့ရတယ်အဲ့လိုရိုက်ရှာရဆိုလို့ရှိရင်ကိုနဲ့စကားမပြောတာကြာ ာတဲ့ friend တွေဆိုလို့ရှိရင်အလွယ်ကူကိုနဲ့ friend ဖြစ်နေပြီးသားဖြစ်ဖြစ် friend မဖြစ်သေးတဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါ့နော်ရှာကျင်နေဆိုရင်ဒီဆက်ပါလေးကအလွယ်ကူရှာလိုက်ပေါ့နော်ကိုယ့်ရဲ့အကောက်ကိုမပိတ်ထားတဲ့သူကလွယ်လို့ပေါ့နော်အလွယ်ကူရှာလို့ရှိရင်ကျွန်တော်ဒီနည်းလေးနဲ့ဆိုရင်ကိုယ့်ရဲ့ friend ဟုတ်တဲ့သူရောမဟုတ်တဲ့သူရောအလွယ်ကူရှာလို့တွေ့ပါရယ်ပေါ့နော်အဲ့တော့ကြီးစုပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်